မိတ်ဆွေများအားလုံးမင်္ဂလာပါဇမ်မွန်တတိချင်းနဲ့မှကြိုဆိုပါရခင်ဗျာယခုပြပြီးမှာက20ကြိမ်အတွက်ကစားရမယ်တတိတကွက်ကောင်းဆိုင်ဖြစ်ပါတယ်မိတ်ဆွေများကို ထိတ်စည်းဆိုင်အလဲတိုင်းဆိုင်နောက်ပိတ်ဆိုင်တို့ဖြင့်အပြီးပေါက်ထုတ်ပြပြီးမှာမို့ကျွန်တော်နဲ့အတူအစာဆုံးလိုက်ကြည့်ရှုရဖိတ်ခေါ်ပါရခင်ဗျာ မိတ်ဆွေများကိုပထမဆုံးအနေနဲ့ထေစီဆိုင်ထုတ်ယူပုံကိုရင်ရှင်းပြသွားမှာဖြစ်ပါတယ်။ကျွန်တော်ဒီထေစီဆိုင်ထုတ်ယူပုံကတော့ဒီလေးလုံးပေါင်းခြင်းအချိုးညီကိုလေးလုံးပေါင်းခြင်းအချိုးကိုလေးလုံးပေါင်းခြင်းအချိုးညီနဲ့ထေစီအလဲတိုင်းနောက်ပိတ်ဆိုပြီးတော့စိုက်သုံးစိုက်ဖြင့်ပြီးပေါက်တစ်ခွက်ကောင်းထုတ်ပြသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ထေစီထုတ်ယူပုံကိုရင်ရှင်းပြသွားမှာဖြစ်ပါတယ်ခင်ဗျာ။ ခစီထုတ်ပုံကတော့ကျွန်တော်ဒီဘက်၄လုံးပေါင်းယူတဲ့ခါမှာတော့ကျွန်တော်ဒီ3-5မိနစ်ပွဲစဉ်ရဲ့ထိတ်လဲတိုင်း9ရဲ့ဒီလဲတိုင်း9ရဲ့ဆိုပြီးတော့ပေါင်းတဲ့ခါမှာ9ရဲ့9ရဲ့ပေါင်းတော့ပေါင်းချင်း၄ပေါင်းချင်း၄ရဲ့ဒီဘက်ကနောက်ပိတ်2ရဲ့ဆက်ပေါင်းတဲ့ခါမှာ3လုံးပေါင်းရင်6လို့ရရှိမှာဖြစ်ပါတယ်3လုံးပေါင်းရင်6နဲ့ဒီကနောက်နောက်ပိတ်6နဲ့ဆက်ပေါင်းတဲ့ခါမှာကျွန်တော်4လုံးပေါင်းရင် နှစ်လို့ရရှိမှာဖြစ်ပါတယ်ဒီဆိုင်မှုယူပုံကတော့ကျွန်တော်လေးလုံးပေါင်းခြင်းအချိုးညီနဲ့ယူသားမှာဖြစ်ပါတယ်ဒီလေးလုံးပေါင်းခြင်းနှစ်အချိုးတိုင်းပဲကျွန်တော်ဒီဘက်မှာထိတ်စည်းကိုယူမှာဖြစ်တဲ့အတွက်ကြောင့်ဒီထိတ်စည်းပုံလည်းဒီလေးလုံးပေါင်းခြင်းနဲ့ယူတာဖြစ်ပါတယ်ဒါဒီဒီထိတ်စည်းသုံးထိတ်စည်းနှလုံးပေါင်းခြင်း3ရက်2ရက်ပေါင်းမှဆိုရင် ပေါင်းခြင်း5ပေါင်းခြင်း5ရက်ဒီဘက်ကအလဲတိုင်း4ရက်ပေါင်းမှဆိုရင် သုံးလုံးပေါင်းရင်9သုံးလုံးပေါင်းရင်9ရဲ့ဒီထိတ်စီး3ရဲ့ပေါင်းမယ်ဆိုရင်ကျွန်တော်၄လုံးပေါင်းရင်1အချိုးနဲ့ပဲဒီမှာ3 2 4ပွဲစဉ်ရဲ့ဒါထိတ်စီးဒီ၄လုံးပေါင်းရင်အချိုးညီနဲ့3ထိတ်စီးကိုကစားတော့တာကိုဒီဆိုင်မူရကျွန်တော်အနေနဲ့တွေးရှိထားတာဖြစ်ပါတယ်ဆက်လက်ပြီးတော့နောက်တစ်မြင့်ကိုကြည့်မယ်ဆိုရင်လည်းပထမဆက်ယူတဲ့အတိုင်းပဲ၄လုံးပေါင်းရင်အချိုးယူတဲ့အခါမှာကျွန်တော်ဒီဟာ ဒီ9ကလေးတိုင်း6ကလေးအပေါင်းမဆိုရင်9ရဲ့6အပေါင်းတော့ပေါင်းကြီး1ပေါင်းကြီး1ရဲ့ဒီဘက်က9နောက်ဘက်ရဲ့ပေါင်းမဆိုရင်3လုံးပေါင်းကြီး6 3လုံးပေါင်းကြီး6ရဲ့နောက်ဘက်6ရဲ့ပေါင်းမဆိုရင်လည်းကျွန်တော်4လုံးပေါင်းကြီး1လုံးရရှိမှာဖြစ်ပါတယ်ဒီ4လုံးပေါင်းကြီး1ချိုးတိုင်းမှာကျွန်တော်ထိပ်စီကိုယူတဲ့အခါမှာလည်းကျွန်တော်ဒီက6ထိပ်စီရဲ့3ထိပ်စီရဲ့ပေါင်းတဲ့အခါပေါင်းကြီး တစ်ပေါင်းချင်းတစ်ရည်ရည်၅နောက်လက်ခလဲတိုင်းပေါင်းမှဆိုရင်၃လုံးပေါင်းချင်း၆၃လုံးပေါင်းချင်း၆ရည်ဒီကထိပ်စီး၆ရည်ပေါင်းမှဆိုရင်၄လုံးပေါင်းချင်းနှစ်ချိုးနဲ့ပဲဒီ၆၆၄၆ပွဲစီရင်တော့ထိပ်စီး၆ဒီလေ၄လုံးပေါင်းနှစ်ချိုးနဲ့ကစားထားတာကိုသိရှိမှဖြစ်ပါတယ်။ဒါမို့ယခုဆက်ပြီးတော့ယခုပွဲစဉ်အတွက် ထိုက်စည်းယူတဲ့အခါမှာလည်းကျွန်တော်လေးလုံးပေါင်းချင်းအချိုးညီယူမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီအပေါ်ပင်တိုင်းမှာဒီအပေါ်ပင်နှစ်ပင်ယူတဲ့အတိုင်းမှာပေါ့ဗျာကျွန်တော်ဒီလေးလုံးပေါင်းယူတဲ့အခါမှာဒီအလဲတိုင်းနှလုံးပေါင်းချင်းဖြစ်တဲ့ခုနှစ်ရက်ကိုရပေါင်းမှာဆိုပေါင်းချင်း6ပေါင်းချင်း6ရဲ့ဒီဘက်ကနောက်ဘက်6နဲ့ပေါင်းမှာဆိုရင်သုံးလုံးပေါင်းချင်းနှစ်သုံးလုံးပေါင်းချင်းနှစ်ရဲ့ဒီကနောက်ဘက်8ရဲ့ဆက်ပေါင်းတဲ့အခါမှာလေးလုံးပေါင်းချင်း3ရလို့ရရှိတာဖြစ်ပါတယ် ။ဒါမှမဟုတ်ဒီစာဘူးမှာဆိုရင်လေးလုံးပေါင်းချင်း၃ညအချိုးနဲ့ပဲကျွန်တော်ထိပ်စီယူတဲ့ခါမှာကျွန်တော်ဒီက6ထိပ်စီရဲ့ဒီ6ထိပ်စီရဲ့ပေါင်းမှာဆိုရင်6ရဲ့8ရဲ့ပေါင်းတော့ပေါင်းချင်း၄ပေါင်းချင်း၄ရဲ့ကျွန်တော်တို့ဒီက9ရဲ့9ခလင်ရဲ့ပေါင်းမှာဆိုရင်၃လုံးပေါင်းချင်း၃လို့ရရှိမှာဖြစ်ပါတယ်။သုံးလုံးပေါင်းရင်၃ဖြစ်တဲ့အတွက်ကြောင့်လေးလုံးပေါင်းရင်၃ညဖြစ်ဖို့ဆိုရင်ထိပ်စီးကိုကျွန်တော်တို့ဒီဇိုင်းမူရလေးလုံးပေါင်းရင် ၃ညဖြစ်ဖို့ဆိုရင်ထိပ်စီကို9လို့ထည့်ကစားသွားမှာဖြစ်ပါတယ်။ဒါမှမဟုတ်ဒီစမှုရဆိုရင်လေးလုံးပေါင်းချင်း၃ညဖြစ်ဖို့ဆိုရင်9ထိပ်စီကိုထည့်ကစားသွားမှာဖြစ်ပါတယ်။ဒီခုထုတ်ပြတဲ့အစိုင်းမှုဒီကျွန်တော်ဒါထိပ်စီထုတ်ပုံကိုထုတ်ပြခြင်းဖြစ်ပါတယ်။ဒါမှမဟုတ်ဒီစမှုချိုးရဆိုရင်ကျွန်တော်ဒီထိပ်စီဒီလဲ9လို့ရရှိတာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ကျွန်တော်အနေနဲ့ဒါအလဲတိုင်းကနန်းကိုလည်းဆက်ထုတ်ပြသွားမှာကိုမိတ်ဆွေများဆက်လက်ကြည့်ရှုပေးကြပါအောင်ခင်ဗျာမိတ်ဆွေများကိုဆက်လက်ပြီးတော့ကျွန်တော်အလဲတိုင်းကနန်းထုတ်ပုံကိုဆက်ပြီးရှင်းပြပေးပါအောင်ခင်ဗျာဒီအလဲတိုင်းကနန်းထုတ်တဲ့အခါမှာလည်းကျွန်တော်ဒီလေးလုံးပေါင်းခြင်းအချိုးညီနဲ့ပဲထုတ်ပြသွားမှာဖြစ်ပါတယ် လေတိုင်းကနန်းကိုယူတဲ့အခါမှာလေလုံးပေါင်းချင်းယူတဲ့အခါမှာလည်းကျွန်တော်ဒီဟာထိတ်စီးနှလုံးဖြစ်တဲ့၃ရက်တော့ပေါင်းမယ်ဆိုရင်ပေါင်းချင်း6ပေါင်းချင်း6ရက်5ရက်ပေါင်းမယ်ဆိုရင်၃လုံးပေါင်းချင်း1 3လုံးပေါင်းချင်း1ရက်ကျွန်တော်ဒီဟာလေတိုင်း6နဲ့ပေါင်းမယ်ဆိုရင်ကျွန်တော်လေလုံးပေါင်းချင်း3ညလို့ရရှိမှာဖြစ်ပါတယ်ဒီလေလုံးပေါင်းချင်း3ညချိုးတိုင်းနဲ့အလေတိုင်းကနန်းယူတဲ့အခါမှာတော့ကျွန်တော်ဒီဟာထိတ်စီး2ရက်ဒီအလေတိုင်း4ရက်ပေါင်းမယ်ဆိုရင်ပေါင်းချင်း6 ပေါင်းချင်း6ရဲ့ကျွန်တော်ဒီဘက်ကနောက်ပိတ်2ရဲ့ပေါင်းမယ်ဆိုရင်၄သုံးလုံးပေါင်းချင်း8သုံးလုံးပေါင်းချင်း8ရဲ့ဒီအလဲတိုင်း2ရဲ့ပေါင်းမယ်ဆိုရင်ကျွန်တော်၄လုံးပေါင်းချင်း3ညလို့ရရှိတာဖြစ်ပါတယ်ဒီစားမှုရဆိုရင်ဒီ3 2 4ပွဲစဉ်မှာဆိုရင်၄လုံးပေါင်း3ညအချိုးနဲ့ဒီမှာအလဲတိုင်းကနေ2ကိုကစားသွားတာကိုကျွန်တော်အနေနဲ့ဒီစားမှုရတွေးရှိတာဖြစ်ပါတယ်ဆက်လက်ပြီးတော့နောက်တစ်ပြင်ကိုဆက်ပြီးတော့ရှင်းပြပေးပါမယ်ခင်ဗျာ ဒီနာရဝင်ကိုကြည့်တဲ့အခါမှာလည်းဒီလေလုံးပောင်းခြင်းချိုးညီနဲ့အလဲတန်းကနန်းကစားတာကိုတွေ့ရှိတာဖြစ်ပါတယ်ဒီနာရဝင်မှာလည်းထိတ်စီးနှလုံးဖြစ်တယ်ဒီရှစ်ထိတ်စီးနှလုံးပောင်းတဲ့အခါမှာရှစ်ရဲ့ရှစ်ရဲ့ပောင်းတော့ပောင်းခြင်း6ပောင်းခြင်း6ရဲ့တည်း9ခလေတိုင်းပောင်းမယ်ဆိုရင်ကျွန်တော်3လုံးပောင်းခြင်း1 3ပောင်းခြင်း1နဲ့ကျွန်တော်ဒီကလေတိုင်းကနန်း6နဲ့ပောင်းမယ်ဆိုရင်4လုံးပောင်းခြင်း9လို့ရရှိမှာဖြစ်ပါတယ်ဒီ4လုံးပောင်းခြင်း9ချိုးတိုင်းမယ် လဲတိုင်းကနန်းထုတ်တဲ့အခါမှာကျွန်တော်ဒီထိတ်စီး၃ရဲ့ကျွန်တော်အလဲတိုင်း၅ရဲ့ပေါ့နော်ပေါင်းရင်၈ပေါင်းရင်၈ရဲ့ဒီကနောက်ပိတ်၅ရဲ့အပေါ်ပြင်နောက်ပိတ်၅ပေါင်းမယ်ဆိုရင်၃လုံးပေါင်းရင်၃၃လုံးပေါင်းရင်၃ရဲ့ကျွန်တော်ဒီအလဲတိုင်းကနန်း၄ရဲ့ပေါင်းမယ်ဆိုရင်ကျွန်တော်၄လုံးပေါင်းရင်9လို့ရရှိတာဖြစ်ပါတယ်ဒီ6 4 6ပွဲစဉ်မှာလည်း ဒီလေးလုံးပေါင်းခြင်းခုနှစ်ချိုးနဲ့ဒီမှာလေးခလေတိုင်းကိုကစားသွားတာကိုဒီစားမှုရတွေ့ရှိတာဖြစ်ပါတယ်။ဒါမို့ယခုဆက်လက်ဒီယခုပွဲစဉ်အတွက်ထုတ်ရတဲ့ခါမှာလည်းဒီအပေါ်ပင်နှစ်ပင်ရဲ့နီးတူပဲကျွန်တော်တို့ဒီစားယူမှာဆိုရင်လေးလုံးပေါင်း၄ပင်တစ်ချက်၄ပင်တစ်ချက်ယူတဲ့ခါမှာယခုပွဲစဉ်အတွက်ကြတော့လေးလုံးပေါင်းခြင်းချိုးယူတဲ့ခါမှာလည်းဒီထိပ်စီးနှလုံးဖြစ်တဲ့၉ရဲ့၆ပေါင်းမှာဆိုရင်ပေါင်းခြင်းက ပေါင်းချင်းကားရင်အလဲတိုင်း9ရဲ့ပေါင်းမှဆိုရင်3လုံးပေါင်းချင်း2 3လုံးပေါင်းချင်း2ရဲ့ကျွန်တော်ဒီအလဲတိုင်း9ရဲ့ပေါင်းမှဆိုရင်ကျွန်တော်4လုံးပေါင်းချင်း1လို့ရရှိတာဖြစ်ပါတယ်။ဒါမှမဟုတ်ဒီစာအုပ်မှာဆိုရင်4လုံးပေါင်းချင်း1အချိုးနဲ့ပဲကျွန်တော်အလဲတိုင်းကဏ္ဍထုတ်မှာမို့ကျွန်တော်ဒီ shift ထိပ်စီးနဲ့9ကလေးတိုင်းနဲ့ပေါင်းမှဆိုရင်ပေါင်းချင်း9ပေါင်းချင်း9ရဲ့ဒီနောက်ပိတ်6ရဲ့ပေါင်းမှဆိုရင်3လုံးပေါင်းချင်း3 သုံးလုံးပေါင်းခြင်းသုံးဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်ဒီအလဲတိုင်းကဏ္ဍကိုလေးလုံးပေါင်းခြင်းတစ်ဖြစ်ဖို့ဆိုရင်ကျွန်တော်ရှစ်ကလေးတိုင်းကိုဒီဆိုင်မူရထည့်ကစားသွားမှာဖြစ်ပါတယ်။နောက်ဒီဆိုင်မူရလေးလုံးပေါင်းခြင်းတစ်အချိုးဖြစ်ဖို့အတွက်ဆိုရင်ကျွန်တော်ရှစ်ကလေးတိုင်းကိုထည့်သွားမှာထည့်ပြီးကစားပြီးမှဒီဆိုင်မူရထည့်သွားမှာဖြစ်ပါတယ်။အမှုဒီဆိုင်မှုရထုတ်တဲ့ကဏ္ဍဒီယခုပွဲစဉ်တွင်ဒါရှစ်ကလေးတိုင်းကိုရရှိတာဖြစ်ပါတယ်။ ုပြရတာအလဲတိုင်းဆိုင်မှုဖြစ်ပါတယ်။ဒီတော့ခုဆက်ပြီးတော့နောက်ပိတ်ကနန်းကိုလည်းဆက်ပြီးထုတ်ပြပေးပါဦးမယ်ခင်ဗျာ။မိရှင်များအနေနဲ့လည်းဆက်လက်ကြည့်ရှုပေးကြပါဦး။ကျွန်တော်ဒီနောက်ပိတ်ကနန်းထုတ်ယူပုံကလည်းကျွန်တော်ဒီလေလုံးပေါင်းခြင်းအချိုးတိုင်းမယ်လေလုံးပေါင်းခြင်းအချိုးကိုလေလုံးပေါင်းခြင်းအချိုးညီနဲ့နောက်ပိတ်ကနန်းကိုဆက်ပြီးထုတ်ပြတော့မှာဖြစ်ပါတယ်။လေလုံးပေါင်းခြင်းချိုးယူတဲ့ခါမှာတော့ဒီဆိုင်မှုမှာပြင်ကျွန်တော်ဒီက လေတိုင်းကနန်းဖြစ်တယ်ဒီကိုးခလဲတိုင်းရဲ့ငါးခလဲတိုင်းပေါင်းမယ်ဆိုရင်ပေါင်းချင်း၄ပေါင်းချင်း၄ရဲ့ဒီဘက်ကနောက်ပိတ်2ရဲ့ပေါင်းမယ်ဆိုရင်ကျွန်တော်ဒီ၃လုံးပေါင်းချင်း6လို့ရရှိမှာဖြစ်ပါတယ်၃လုံးပေါင်းချင်း6ရဲ့ဒီ2 4 6ပွဲစဉ်နောက်ပိတ်6ရဲ့ဆက်ပြီးပေါင်းတဲ့ခါမှာကျွန်တော်2 5 6 6เนาะ4လုံးပေါင်းခြင်းဒီ2လို့ရရှိမှာဖြစ်ပါတယ် ဒီစားမူရဆိုရင်ဒါ၄လုံးပေါင်းချင်းနှစ်လို့ရရှိမှာဖြစ်ပါတယ်ဒီ၄လုံးပေါင်းချင်းနှစ်အချို့တိုင်းနဲ့ကျွန်တော်နောက်ဘိတ်ကဏန်းကို၄လုံးပေါင်းချင်းနှစ်နဲ့ထုံမှာပေါ့နောက်ဘိတ်ကဏန်းယူပုံကတော့ကျွန်တော်ဒီနှစ်၄6ပွဲစဉ်ရဲ့နော်ထိတ်စီးအလေတိုင်းဖြစ်တဲ့နှစ်ထိတ်စီးရဲ့၄ခလေတိုင်းပေါင်းတဲ့အခါမှာနှစ်ရဲ့၄ရဲ့ပေါင်းတော့ပေါင်းချင်း6ပေါင်းချင်း6ရဲ့ဒီ3ခုနှစ်ပွဲစဉ်နောက်ပိတ်နှစ်ရဲ့ပေါင်းတဲ့အခါမှာ သုံးလုံးပေါင်းချင်း၈လို့ရရှိတာဖြစ်ပါတယ်။သုံးလုံးပေါင်းချင်း၈ရဲ့နောက်ဒီကနောက်၃နှစ်လေးပွဲစဉ်နောက်ပိတ်၄ရဲ့ပေါင်းမယ်ဆိုရင်ကျွန်တော်၄လုံးပေါင်းချင်း၄ဆိုပြီးတော့ရရှိတာဖြစ်ပါတယ်။ဒါမို့ယခုပွဲစဉ်မှာလည်း၄လုံးပေါင်းချင်း၄ချိုးနဲ့ဒီ၃နှစ်လေးပွဲစဉ်မှာ၄နောက်ပိတ်ကစားတာကိုတွေ့ရှိတာဖြစ်ပါတယ်။ဆက်လက်ပြီးတော့နောက်ထပ်တပင်ကိုလည်းဒီဆိုင်မူရကစားထားတာကိုကျွန်တော်အနေနဲ့တွေ့ရှိတာဖြစ်ပါတယ်။ နောက်ပြင်ကြည့်တဲ့အခါမှာလည်းကျွန်တော်ဒီမှာလေးလုံးပေါင်းချင်းယူတဲ့အခါမှာဒီအလဲတိုင်းနှလုံးဖြစ်တယ်6ခလေးတိုင်း5ခလေးတိုင်းပေါင်းမယ်ဆိုရင်6ပေါင်းတော့ပေါင်းချင်း1ပေါင်းချင်း1ရဲ့ဒီကနောက်ပိတ်2ရဲ့ပေါင်းမယ်ဆိုရင်3လုံးပေါင်းချင်း3လို့ရရှိမှာဖြစ်ပါတယ်3လုံးပေါင်းချင်း3နဲ့နောက်ထပ်3 5 6ပွဲချင်းနောက်ပိတ်6နဲ့လေးလုံးပေါင်းတဲ့အခါမှာကျွန်တော်လေးလုံးပေါင်းချင်း ကိုလိုရရှိတာဖြစ်ပါတယ်256 256ပေါင်းခြင်းဒီကျွန်တော်ပေါင်းခြင်း3ပေါင်းခြင်း3ရပြ6နောက်ပြည့်ပေါင်းတဲ့အခါ၄လုံးပေါင်းခြင်း6လိုရရှိတာဖြစ်ပါ၄လုံးပေါင်းခြင်း6အချို့တိုင်းမှာကျွန်တော်ဒီဆိုင်မှုရနောက်ပြည့်ကဏ္ဍထုတ်ယူတဲ့အခါမှာလေဒီ3 5 6ပွဲစဉ်အလဲတိုင်းနဲ့ထိပ်စည်းနဲ့လဲတိုင်းပေါင်းတဲ့အခါမှာ3ရဲ့5ရဲ့ပေါင်းမှဆိုရင်ပေါင်းခြင်း8ပေါင်းခြင်း8ရဲ့ကျွန်တော်ဒီက နောက်ပိတ်665ပွဲစဉ်နောက်ပိတ်9ရဲ့ပေါင်းမယ်ဆိုရင်ကျွန်တော်ဒါသုံးလုံးပေါင်းခြင်း3သုံးလုံးပေါင်းခြင်း3ရဲ့ဒီကနောက်ပိတ်6ရဲ့ပေါင်းမယ်ဆိုရင်ဒီလုံးပေါင်းခြင်း6လို့ရရှိတာဖြစ်ပါတယ်ဒီစာအုပ်မှာလည်း၄လုံးပေါင်းခြင်း6ချိုးနဲ့6နောက်ပိတ်ကိုကစားထားတာကို646ပွဲစဉ်ရဲ့6နောက်ပိတ်ဒီလည်း၄လုံးပေါင်းခြင်း6ချိုးနဲ့ပဲကစားသွားတာတွေ့ရှိတာဖြစ်ပါတယ်ဒါမို့ဒီစိုင်းမှု နှမျိုးတိုင်းနဲ့ယခုပွဲစဉ်အတွက်နောက်ပိတ်ကနန်းကိုထုတ်ယူသွားမှာဖြစ်ပါတယ်။နောက်ပိတ်ကနန်းကိုထုတ်ယူတဲ့အခါမှာလည်းကျွန်တော်ဒီလေးလုံးပေါင်းချင်းချိုးယူတဲ့အခါမှာဒီအလဲတိုင်းနှလုံးဖြစ်တဲ့ခုနှစ်ခလဲတိုင်းရဲ့ကိုးခလဲတိုင်းပေါင်းတဲ့အခါပေါင်းချင်း6ပေါင်းချင်း6ရဲ့ဒီကရှင်းနောက်ပိတ်ရဲ့ပေါင်းမယ်ဆိုရင်သုံးလုံးပေါင်းချင်း4 3လုံးပေါင်းချင်း4ရဲ့ကျွန်တော်ဒီက6 9 10ပွဲစဉ်နောက်ပိတ်8ရပေါင်းမယ်ဆိုရင်ကျွန်တော်၄လုံးပေါင်းချင်း နှစ်လို့ရရှိတာဖြစ်ပါတယ်ဒီလေလုံးပိုင်းကြီးနှစ်ချိုးနဲ့ပဲနောက်ဘက်ကနန်းကို ထုတ်သွားမှာဖြစ်ပါတယ်လေလုံးပိုင်းကြီးချိုးနှစ်နဲ့ထုတ်တဲ့အခါမှာလည်းကျွန်တော်ဒီဒီ69ရှစ်69ရှစ်ပွဲစီရင်တော့လေတိုင်းထိတ်စီးလေတိုင်းနှလုံးပေါင်းတဲ့အခါမှာရှစ်ရဲ့9ရဲ့ပေါင်းတော့ပေါင်းကြီး9ပေါင်းကြီး9ရဲ့ကျွန်တော်ဒီ696ပွဲစဉ်နောက်ပိတ်6ရဲ့ပေါင်းမယ်ဆိုရင် 8963သုံးလုံးပေါင်းရင်3လို့ရရှိမှာဖြစ်ပါတယ်။ပေါင်းရင်3ရရှိနေတဲ့အတွက်ကြောင့်ကျွန်တော်ဒီပွဲစဉ်မှာ4လုံးပေါင်းရင်နောက်ပိတ်နဲ့4လုံးပေါင်းရင်2ဖြစ်ဖို့ဆိုရင်ကျွန်တော်ယခုပွဲစဉ်မှာ6နောက်ပိတ်ကိုထည့်ကစားပြရမှာဖြစ်ပါတယ်။ဒါမှမဟုတ်ဒီစားမှုရဆိုရင်4လုံးပေါင်းရင်2အချိုးဖြစ်ရတဲ့နောက်ပိတ်ကနန်းကို6လို့ထည့်ကစားပါမှာဖြစ်ပါတယ်။ခုပြတဲ့စာကြီးကျွန်တော်ဒါ နောက်ပိတ်မှုပေါ့ဗျာနောက်ပိတ်ဆိုင်ဖြစ်ပါတယ်နောက်ပိတ်ဒီကျွန်တော်ဒီကိုးလို့ရရှိတာဖြစ်ပါတယ်ဟောဒီဆိုင်မှုရသည်ကျွန်တော်ပထမဆုံးပြတဲ့ဆိုင်ဒီထိပ်ရှိအနေနဲ့ခုနှစ်လို့ရရှိတာဖြစ်ပါတယ်နောက်ဒုတိယပြတဲ့ဆိုင်မှုဒီလေတိုင်းနေနဲ့ရှစ်လို့ရရှိတာဖြစ်ပါတယ်ဒီခုဆိုရင်မိတ်ဆွေများကို ထိပ်ရှိအလေတိုင်းနောက်ပိတ်ဖြင့် တစ်ဆိုင်ချင်းစီကိုလုံးမိုင်ထုတ်ရင်ကျွန်တော်နေတာထုတ်ပြပြီးပါပြီ။နောက်မိတ်ဆွေများအနေနဲ့လည်းကျွန်တော်ကိုအားပေးတော်အားဖြင့် like လေးများပေးခဲ့ဖို့ကျွန်တော်အနေနဲ့တောင်းဆိုပါတယ်။ comment မှာလည်းဒီ site မူလေးတွေကိုလည်းကြမ်းမကြာရေးပေးလို့ရပါတယ်။အခုဆိုရင်ဒါမိတ်ဆွေများကိုကျွန်တော်နေတာ20ချိန်မှာနော်။မိတ်ဆွေအားလုံးပေါ်တိကနန်းအဖြစ်ရရှိအောင်ကျွန်တော်နေဒီ site မူ ပုံစံမျိုးစုံနဲ့ထုတ်ပြထားတာဖြစ်တယ်မို့ထိတ်စီးစိုက်မှုအလဲတိုင်းစိုက်မှုနောက်ပိတ်စိုက်မှုမြင်အပြီးပါတကွက်ကောင်းကို ထုတ်ပြထားတာဖြစ်ပါတယ်။ဒါမိတ်ဆွေများကြိုင်းနေတဲ့ရင်ကစားလို့ရအောင်ကျွန်တော်ဒီစိုက်မှုလေးနဲ့ထုတ်တာကဏ္ဍကိုဒီအောက်မှာချပြီးတော့ရေးပြပါမယ်။ကျွန်တော်တတိယနေပြီ20ကြိမ်မှာဆိုရင်ကစားမယ်ဆိုရင်ကျွန်တော်ဒီစိုက်မှုရထုတ်ထားတဲ့ကဏ္ဍလေးကိုရေးပြသွားမှာဖြစ်ပါတယ်။ ဒီစားမှုရကဏ္ဍလေးကြိုက်မယ်ဆိုရင်မိတ်ဆွေများတစားလို့ရအောင်ဒီမှာခြားပြရေးပြီးရင်ဖြစ်ပါတယ်ဒီစားမှုမှာဆိုရင်ကျွန်တော်ခုနှစ်ထိပ်စီးရဲ့ရှစ်ကလေးတိုင်း၉နောက်ပည့်ရဲ့ကိုရရှိတာဖြစ်ပါတယ်ခုနှစ်၉ဆိုတဲ့စီမီယာကဏ္ဍလေးကြီးလည်းပြန်ကြအနေနဲ့เนาะမိတ်ဆွေများကစားမယ်ဆိုရင်ကစားသင်းနဲ့ဒါကဏ္ဍတစ်ခွက်ဖြစ်ပါတယ်ဒါ၂၀ကြိမ်မှာဆိုရင်မိတ်ဆွေများအနေနဲ့ဒါ ဒီခွင့်ရှိကိုဆိုတဲ့ကျွန်တော်ဒီလက်တော့ဆိုင်မှုလေးကိုကျွန်တော်အနေနဲ့ထုတ်ပြပေးလိုက်ပါတယ်။မိတ်ဆွေအားလုံး၂၀ဒီမှာ ပေါကနံရရှိပါစေလို့တတိဒီနဲ့ပေါကနံရရှိပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးပါတယ်။နောက်နောက်ဗီဒီယိုများမှာလည်းကြားမှာစွာဖြင့်ပြန်လည်ဆုံတွေ့ကြပါအောင်ဆိုခင်ဗျာ။